မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့စက်တဘာလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကင်းပြည်နယ်မြောက်ရီမြို့တောင်ဘက်ကလေးကေကောမြို့တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကိုရက်မြောက်အနည်းအဖြစ်နဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဟာကရင်နယ်ကြားဆောင်တပ် BGF နဲ့တိုင်ရင်တချို့ရဲ့အကူအညီနဲ့အပြင်းထန်စစ်ကြောင်းထိုးနေတယ်လို့တမဟာ6နယ်မြေကတော်လိုင်းရဲ့သတင်းမြစ်တူကပြောပါရတယ်။ဒါကြောင့်တိုက်ပွဲကိုရက်မြောက်နေဖြစ်တဲ့စက်တဘာလ29ရက်နေ့မှာလဲတိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားပါရတယ်။ မြောက်ရီမျိုးဆောင်တက်ခလိုက်ရနှစ်ခွန်ငါတိုင်ရင်ကနေလေလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတယ်လို့တော်လိုင်းရေးသတင်းကြီးမြစ်တို့ကပြောပါတယ်နှစ်ခွန်ငါကနေမစ်ဆိုင်းရီအတွဲလိုက်ပြစ်တံချားနေရတယ်လို့၎င်းကပြောပါတယ်စစ်ကောင်စီတက်ဟာအတင်းတုံးဝင်စစ်ကြောင်းထုံးနေပြီးတော့လက်ရှိမှာ၄ကီကောင်မျိုးအဆက်ကိုရောက်နေတယ်လို့လည်းသိရပါတယ်လေကေကောင်မျိုးတစ်ကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာစက်တင်ဘာလ22ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်စစ်ခွေးတပ်ဟာလေကေကောင်မျိုးတစ်စီကိုစစ်ကြောင်း9ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF တပ်ဖွဲ့ရဲ့ ဘိုတင်ဝင်းအဖွဲ့ကလေးကေကော်ရဲ့အရှင်းမြောက်ပဲမဲဝါခီရွာဘက်ကနေစစ်ကြောင်းကူထိုးပေးနေတယ်လို့သိရပါတယ် BGF ရဲ့ဘုံမုတ်တုံအဖွဲ့ကလေးကေကော်ရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာကနေပြီးတော့စစ်ကြောင်းကူထိုးလာတယ်လို့တော်လန်ရေးသတင်းမြေတွေကရှင်းပြထားပါတယ်စက်တဘာလ23ရက်နဲ့25ရက်နေ့တွေကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ခွေးတပ်ဘက်ကတိုက်ဆုံဒဏ်ရာရသူတွေများပြားခဲ့တယ်လို့ဒေါ်လာရဲဘော်တွေကပြောပြထားပါဗျ။ ်မဲဝါခီရွာဘက်ကစစ်ကြောင်းထုတ်လာတဲ့ BGF ဗိုတင်ဝင်းတပ်ဖွဲ့ဘက်ကလည်းအထိနာနေတယ်လို့စုံစမ်းသိရှိရပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကလေးကြီးကောင်မျိုးတွေကိုခုခံကာကွယ်နေတာပဲဖြစ်ပါတယ်။တော်လိုင်းပူးပေါင်းတပ်တွေက Cobra စစ်စင်ရေးမှုဘုံမူဒါဘောကိုတိုင်းစစ်မြေပြင်မှာဥဆောင်တိုက်ခိုက်နေတဲ့ရုတ်တံကိုစက်တမ်ဘာလ26ရက်နေ့ကလူမှုကွန်ရက်ပေါ်မှာပေါ်ထွက်လာပါတယ်။စစ်ကောင်စီတပ်ဟာစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်သားအစ်စ်တွေကိုမူးယစ်ဆေးဝါးတွေကျွေးပြီးတော့ခြေစုံကနေတက်တိုက်ခိုင်းနေတယ်လို့လည်းလေးကေကောဒေသမှာတိုက်ပွဲဝင်နေတဲ့တော်လိုင်းရဲဘော်တွေကအသိပေးထားပါတယ်စစ်ကောင်စီတပ်ဟာခုခံတိုက်ခိုက်နေတဲ့ကော့ပရာစစ်ကြောင်းတစ်စစ်ကြောင်းမှုဇောကော်ကတော့မိဘပြည်သူတွေကိုယ့်ရဲ့သားလူငယ်လူရွယ်တွေရှိရင်ပြည်သူစစ်ထဲပါမသွားစေရန်အထူးဂရုပြုစေချင်ပါတယ်အခုတက်လာတဲ့စစ်ခွဲစစ်ကြောင်းတွေက အကုန်လုံးကရှေ့တန်းကနေကြောင်တောင်တောင်ကောင်တွေကြီးပဲဈေးကျွေးပြီးတော့ရှေ့ကိုလွတ်လိုက်တယ်လို့ယူဆရတယ်။စိတ်မကောင်းစွာနဲ့ပဲကိုယ့်ဘက်ကလည်းကင်ထုတ်လိုက်ရတာများတယ်လို့စက်တင်ဘာလ23ရက်နေ့တိုက်ပွဲအပြီးမှာသူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့ရေးသားအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဒီမော့ဆိုဖရူโซလမ်းမကြီးတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ကျော်သေဆုံးပြီးတော့စစ်ကောင်နှစ်စီးထက်မနည်းပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လကစတင်ပြီးတော့ဒီမော့ဆိုမြို့နယ်အတွင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီးဒီမော့ဆိုဖရူဆိုဘောလက်ခဲလမ်းမကြီးတလျှောက်ဆက်လက်ပြီးတော့စစ်ကြောင်းထိုးတဲ့အတွက်လမ်းကြောင်းတလျှောက်မှာတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါ့အပြင်ဒီမော့ဆိုမြို့နယ် ဒေါငန်ခါရက်ကွက်ကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွာတိုက်ပွဲများပြင်းထန်လျက်ရှိပြီးတော့ဒေါငန်ခါရက်ကွက်များနဲ့အနီးတစ်ဝိုက်ကကြေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေတိုက်ခတ်ခြင်းဒရုန်းနဲ့တိုက်ခတ်ခြင်းအပြင်လက်နက်ကြီးများနဲ့တိုက်ခတ်ခြင်းစတာတွေကိုနေ့စဉ်မပြတ်ပြုလုပ်နေတယ်လို့သိရပါတယ်။လမ်းကြောင်းတစ်လျှောက်တိုက်ပွဲတွေမှာစစ်ခွေးတွေဘက်ကတိုက်ဆုံတာတွေရှိပါတယ်။ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီတွေတိုက်ဆုံတာဆိုရင်အယောက်20ကနေ90ကြားလောက်တောင်ရှိနိုင်တယ်။ ပြီးခဲ့တဲ့ဩဂတ်လတလလုံးပေါ်ပြီးတော့ဒီကောင်တွေရဲ့စစ်ခွေးကားအနည်းဆုံးနှစ်စီးလောက်တော့ပျက်စီးသွားတယ်လို့ KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲမိုးပြဲမြို့မှာလည်းအချမ်းမစစ်ကောင်စီတပ်များလှောက်ရှားကမိုးပြဲမြို့နဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများမှာရှိပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းတို့ကို လုံဆောင်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ဖဲကုံမြို့နယ်တောင်စလုံးကြီးရွာဘက်ကို PNO နဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများစစ်ကြောင်းဖြန့်ပြီးတော့လှောက်ရှားလျက်ရှိတယ်လို့သိရပါတယ်။ မိုးပြင်းမှာတော့တိုက်ပွဲတွေပြင်းထန်တာမျိုးမရှိတော့ဘူးပြီးခဲ့တဲ့အပတ်ကမိုးပြင်းမြို့အနီးကျေးရွာတွေမှာ လဲလုံနေတဲ့ပြည်သူ၃ဦးကိုစစ်ကောင်စီကဖမ်းပြီးတော့နှိပ်စက်ခဲ့တာမျိုးတွေတော့ရှိတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒီမော့ဆိုဖရူဇိုလမ်းမတစ်လျှောက်အချမ်းမစစ်ကောင်စီတပ်များစစ်ကြောင်းထိုးနေရာယူက လမ်းမကြီးဘေးဝဲရောင်မှာရှိတဲ့ကြီးပါများကိုလက်နက်ကြီးများနဲ့တိုက်ခတ်ခြင်းစတာတွေကိုလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ဒီမော့ဆိုကနေဖရူဇိုမြို့နယ်ကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့အတူစစ်ကောင်စီတပ်ရဲ့ရင်နှန်းများဟာအမှတ်၁၄တန်းမြင့်စစ်လေကြီးအကြောင်းကိုရောက်ရှိနေပြီးတော့အဲဒီကမှတစဲဘောလကဲမြို့နယ် ယ်ဘက်ကိုဥတည်ပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေတယ်လို့သိရပါဗျ။ Fruzo Demos ဆိုတာကစစ်ကောင်စီကင်းတွေအပြည့်အဝချထားတယ်လို့ပြောလို့ရတယ်။ဗောလခဲအထီကိုစစ်ကြောင်းထိုးဖို့ဥတည်ထားတယ်။စစ်ခွေးအင်အားကတထောင်ဝန်းကျင်လောက်ရှိမယ်။ Demos ကနေ Fruzo အထီပေါ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဒါကြောင့်စစ်ကောင်စီစစ်ကြောင်းထိုးရာနေရာများနဲ့နှီးစပ်နေတဲ့ကြေးပါများမှာရှိတဲ့ပြည်သူများအနေနဲ့လုံခြုံရေးသတိရှိကြရန်နဲ့နယ်မြေကန်တော်လိုင်းတပ်ဖွဲ့များရဲ့ထောက်ပြချက်များအတိုင်းလိုင်းနာဆောင်ရွက်ကြပါရန်အသိပေးအပ်ပါတယ်။ ကရင်ပြည်နယ်မှာတော့ဒီမဆိုဖလူဆိုနောက်ပြီးတော့ဖဲကုံပေါ့အဲ့ဒီဘက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေရှိနေတာဖြစ်တယ်တိုက်ပွဲကလည်းအချိန်မရွေးပြင်းထန်နိုင်တဲ့အတွက်ပြည်သူလူထုတွေကလုံခြုံရေးသတိရှိကြဖို့နဲ့နေမြေကန်တော်လိုင်းတပ်ဖွဲ့တွေရဲ့လမ်းညွန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းကြပါတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြည်ကြားရေးဌာနတာဝန်ရှိသူကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဒီကနေ့မှာရုရှားခီးစင်ကနေပြန်လာမယ်အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကိုကြိုးဆိုရန်အတွက် စစ်ခွေးထောက်ခံတဲ့ဗောမာများကိုနေတီတော်ကိုလာရန်လမ်းစရိတ်ဟိုတယ်ကအပါဝင် နေစာတဲခိုကန်းကဇေယငင်းနဲ့ငွေကျပ်3000ကိုပါမုတ်မုတ်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံခြားခီးစင်ကနေပြန်လာတိုင်းသူ့ကိုကြိုဆိုဖို့အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲပတ်လုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကြခံပြီးတော့စီစဉ်နေရတယ်လို့သိရပါဗျ။မင်းအွန်လိုင်းကိုကြိုးဆိုရေးအတွက်နေပြည်တော်ကိုလာမယ်။ ်စစ်ခွေးဖတ်တော်သားတရုတ်ဆောင်အဆိုတော်ဟာတာလူရှင်တော်စောက်ပေါများဘောမမဘာတာဖုန်ကြီးများအမျိုးသားရဲ့အစိုးရများအတွာလမ်းစိတ်ဟိုတယ်ကစားစိတ်တဲခိုစိတ်မုတ်ဘိုးအဖြစ်နဲ့အပုံငွေ3000ကိုပါစီစဉ်ပေးထားတယ်လို့သိရပါတယ်ဟိုမေလို့ဒီနေ့ပြန်လာမယ်လို့ပြောတယ်စကဲဂျူးခီးစဉ်အတိုင်းဆိုရင်ညနေလောက်ရောက်မှာပေါ့ကျိုးဆိုရေးအတွက်အရင်လိုပဲမိဖက်စီးပွားရေးသမားတွေကနေထိုင်စားစိတ်မုတ်ဘိုးတွေပါစီစဉ်ပေးပြီးတော့ကျိုးဆိုရေးတွေခေါ်တယ် ဟိုမင်းသားမင်းသမီးဘုံမတွေကတစည်းတာမန်ထောက်ခံတဲ့အောက်တန်းစားတွေကအ ਨੇ စုံမိုးဘိုး၃တောင်းပေးရပါတယ်မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်တာမန်အောက်တန်းစားတွေကတော့နေပြည်တော်စီပင်မှာထားတယ်လမ်းစိတ်ကကားဆင်းလုံးငှားပေးတယ်ဈေးအကုန်လုံးကတော့စီးပွားရေးသမားတွေကကြားခံရတာပေါ့တန်းနဲ့စီးပွားရေးလုပ်နေတဲ့ ခရိုနီစီးပွားရေးသမားတွေကပဲအကုန်ခံရတာကျိုးစုံရေးကတော့အရင်ခီးစဉ်တွေအတိုင်းပါပဲလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်မင်းအွန်လိုင်းရဲ့ပြပခရီးစဉ်ကနေပြန်လာတိုင်းရန်အောင်ဆုံးဖြတ်သူစားဒိန်းတော်ခန့်စီသူမေတန်းတို့မေတင်စာဦးစတဲ့အောက်တန်းစာအမှုပညာရှင်များစစ်တပ်ဘက်တော်သားတရုတ်ဆောင်ဟာဒလူရှင်တော်စောက်ပေါများနဲ့ အစိုးရတချို့အောက်တန်းစားများလာရောက်ကြိုးဆိုလေးရှိပြီးတော့မဘာသားနဲ့အမျိုးသားရေးအစွန်းရောက်ဆန်ကုံမြေလေးဖာကောင်းများလည်းပတ်စံရတာနဲ့လာရောက်ကြိုးဆိုကြတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ကမင်းအွန်လိုင်းကိုကြိုးဆိုရေးအတွက်နန်စီဒီယန်ဝန်ထမ်းများနဲ့မိသားစုများကိုလည်းဆင့်ခေါ်လေးရှိပြီးတော့ဒီကနေ့ပြန်လည်ရောက်ရှိလာမယ့်ပြည်ပခီးစဉ်အတွက်လည်းနန်စီဒီယန်ဝန်ထမ်းများကိုလာရောက်ပြီးတော့ကြိုးဆိုခိုင်းထားတယ်လို့သိရပါဗျ။ မင်းအွန်လိုင်းကိုကြိုဆိုဖို့အတွက်ငွေချေးကုန်ကြမှုများကိုစစ်ခွေးလောက်ခံမြမစီးပွားရေးဥပိုင်းမြမစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွဲဖက်လုပ်နေတဲ့စီးပွားရေးသမားများကအများဆုံးအကုန်ကျငွေစိုက်ထုတ်ပေးခဲ့ရတယ်လို့သိရပါဗျ။ဥပိုင်းတို့ MBC တို့ကခမရတို့ဒါတော့အကုန်ကျခံလိုက်ဆိုပြီးတော့မိဖက်စီးပွားရေးသမားတွေကိုပတ်စံထုတ်ခိုင်းတာဟိုကလည်းဒီလောက်ကတော့ထုတ်တာပေါ့ပြန်ရတာများတော့စိုက်ထုတ်ပေးတာပေါ့ဗန်နိုင်းကအစအကုန်လုံးစီးပွားရေးသမားတွေအကုန်ခံရတာလို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုက်ဟာစက်တဘာလ24ရက်နေ့ကနေစက်တဘာလ29ရက်နေ့အထိရုရှားနိုင်ငံကိုတွားရောက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ရေးမြို့နယ်လမိုင်းမြို့အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှုဦးကျော်ဦးဟာတနက်နေ့ပြစ်ခတ်ခံရတာကြောင့်တင်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ28ရက်နေ့မနက်၈နာရီအချိန်ကလမိုင်းဖျားကြီးမှာစိုးစံစိမ်းလောင်းလုံးဘွဲကနေပြီးတော့နေအိမ်ကိုကားနဲ့ပြန်လာတဲ့အုပ်ချုပ်ရေးမှုဦးကျော်ဦးရာအိမ်မှုဦးတန်းဝင်းတို့ကိုအုပ်ချုပ်ရေးမှုရဲ့နေအိမ်ရှိအရောက်မှာ တနက်နဲ့ပြစ်ခတ်ခံလိုက်ရတယ်လို့သိရပါဗျ။မနေ့ဆွန်းဆန်စိန်လောင်းနေကလေးကသူတို့ကိုစောင့်ကြည့်နေလောက်တယ်ဗျ။သူတို့လည်းပြန်လာတော့အနောက်ကနေဆိုင်ကယ်နဲ့လိုက်လာကြရောအိမ်ရှိအရောက်မှာပဲအုတ်ကြီးကိုတဲပြီးတော့တုံးချက်ပြစ်သွားတာလို့မြို့ကန်တုံးကအတီးပြုတ်ပြောကြားထားပါဗျ။ တနက်နေ့ပြစ်ခတ်ခံရတာကြောင့်အုတ်ချုပ်ရေးမှုဥကျော်ဦးဟာဦးခေါင်းကိုကြီဖောက်ဝင်ဒဏ်ရာနဲ့နေရာမှာနေမဲ့တေဆုံးသွားခဲ့ပြီးတော့ယာယီမှုဦးတန်းဝင်းကတော့အုတ်ချုပ်ရေးမှုရဲ့ခေါင်းကိုထိမှန်ပြီးတော့ထွက်လာတဲ့ကြီးစံလဲရင်းရှက်ရိုးကိုဖောက်ဝင်သွားလို့ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ယာယီမှုဦးတန်းဝင်းကိုလမိုင်းစေးုံကနေတစင်မော်လမြိုင်ပြည်သူစေးုံထံကိုလွှဲပြောင်းပို့ဆောင်ထားတယ်လို့သိရပါဗျ။ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့တော်လိုင်းရင်အင်အားစုတွေဘက်ကဒစုံတရာထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စေကောင်းစီတပ်ကမြို့ရင်းမှာပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင် ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့ပြင်မှာရှိတဲ့မင်းလက်ပန်းရွာဖလူးရွာနဲ့မဲထော်တလေးဒေသတို့ကိုအချမ်းမဆက်တက်က၄ရက်ဇက်တိုက်အသေးခံ drone များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ26ရက်နေ့ကစတင်ပြီးတော့အကြမ်းမဆက်တက်ကမြောက်ရီမြို့ပြင်မှာရှိတဲ့မင်းလက်ပံရွာဖလူရွာနဲ့မဲထော်တလေးဒေသတို့ကိုအသေးကန် drone များနဲ့၄ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းမဆက်တက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းမှာရှိတဲ့အဆောက်အဦများထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။လေးရက်ဇက်တိုက်ကိုစစ်ခွေးတွေကကျဲနေတာဖလူရွာကို26ရက်နေ့မှာကျဲတယ်ဖုန်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေပြက်စီးသွားတယ်28ရက်နေ့ညပိုင်းမှာမေးလပိုင်ရွာဖုန်ကြီးကျောင်းကိုကျဲတယ် နှစ်ဆက်ရှင်းနေမှာမဲထော်တလေးဒေတာဖုန်ကြီးကြောင်းကိုကျဲတယ်ဒီကနေ့29ရက်နေ့မှာတော့မင်းလက်ပံရွာစာတင်ကြောင်းကိုထတ်ကျဲသွားတာပါလို့ဒေတာကံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲမြောက်ရီမြို့နယ်အတွင်းကိုလည်းအချက်မဲ့စစ်တပ်နဲ့ BGF ပူးပေါင်းတပ်များကအင်အားအလုံးရင်းနဲ့မြေပြင်ကနေလဲစစ်ကြောင်းထိုးနေတဲ့အတွက်ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားဝတ်နေရေးကူညီမှုတွေနှဲပါနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွား Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ